1999ခုနှစ်တုန်းကပညာရှင်ဟာဘတ်ဆိုင်မွန်ရဲ့ဖွဲ့ကအာ memory အကြောင်းကိုသူစေတနာလုပ်ဖို့အတွက်သူတို့က chess player အုံမျိုးကိုသူတို့ကရှာဖွေပြီးတော့စုဆောင်ခဲ့ကြတယ်ပထမတစ်မျိုးကကြတော့ဒီ master level ရှိတဲ့လူကတရားပြီးတော့မှ yoyo advanced level ရှိတဲ့လူကတရားပြီးတော့ beginner level ရှိတဲ့လူကတရားဆိုပြီးတော့မှ chess player အုံမျိုးကိုသူတို့ကရှာဖွေပြီးတော့မှသူတို့ရဲ့ဒီမှတ်ဉာဏ်အကြောင်း ုသေသနာ project ကိုစပြီးတော့မှဆန်သက်ခဲ့ကြတယ်သူတို့ဆန်သက်ပုံကဘယ်လိုလဲဆိုတော့ဒီဒီ chessboard ပေါ်မှာပေါ့နော်ဒီအာ chess piece 25ခုကိုသူတို့ကထားတယ်ပြီးတော့မှတယောက်ကို5စက္ကန့်နော်အလွတ်ချက်ခွင့်ပေးထားတယ်5စက္ကန့်ကြီးခွင့်ပေးတယ်ပြီးတော့မှဒီဘေးသားမှာဒီ board အလွတ်တစ်လုံးထဲမှာနေသူတို့ကပြန်ပြီးတော့မှပြန်စီခိုင်းတယ် အဲ့လိုပြန်စီခိုင်းလိုက်တဲ့ခါကျတော့သူတို့ဘာတွေ့ရလဲဆိုတော့ဒီ master level ကကျတော့ဒီသူက16ခုတိအလွတ်ရပြီးတော့ပြန်စီနိုင်တယ်ပြီးတော့မှဒီ UU advanced level ရှေ့လိုအပ်တရားကျတော့6ခုတိသူကပြန်စီနိုင်တယ် ီးတော့မှနောက်ဆုံး beginner level ရှိတဲ့လူကကြတော့ဒီ၃ခုပဲပြန်စီနိုင်တယ်ပေါ့နော်ဆိုတော့ဒီ test မှာဆိုတော့ဒီ master level တွေကသူတို့ရဲ့ memory ကအာတော်တော်လေးကိုတားတယ်ဆိုတော့ကျွန်တော်တွေ့ရတယ်ဒါပေမဲ့နောက် test တစ်ခုဖြစ်တယ်နောက်တစ်ခုမှကြတော့သူတို့ကဘယ်လိုလုပ်လဲဆိုတော့ဒီ chess board ပေါ်မှာသူတို့ကခုနကတော့လို့နော်နော်ဒီပွဲဟောင်းတွေဒီတကယ်ပွဲပုံစံမျိုး chess အာ chess တွေမဟုတ်ပဲနဲ့သူတို့ကကြပန်းကြုံရကြပန်းဒီ chess piece တွေကိုเนาะကြုံရကြပန်ဒီတိုင်းပဲရှောက်ခွဲပြီးစီထားတယ်ပြီးတော့မှ ခုနတော့အလိုပဲတယောက်ကို5စက္ကန့်ကြီးခွန်ပေးတယ်ပြီးတော့မှဘေးနာက board အလွတ်ထဲမှာပြန်စီခိုင်းလိုက်တဲ့ခါကျတော့သူတို့ဘာတွေ့ရလဲဆိုတော့အာ master ရော advanced level ရှစ်လူရော beginner level ရှစ်လူတွေရောအခုချိန်မှာကျတော့သူတို့က၃ခုပဲသူတို့ကအလွတ်ရတော့ကျတော့တွေ့ရတယ် အာဘာလို့လဲဆိုတော့ဒီဒီတခုခုပေါ့နော်ဒီ master level တွေကကြတော့ chess master level တွေကကြအားလုံးထင်ထားတယ်လို့သူတို့မှာအရန်ကိုကောင်းတဲ့ memory ပေါ့နော်ဒီမညံအရန်ကောင်းတာဆိုတာကမဟုတ်ပဲねသူတို့ကဒီပေါ့နော်ဒီ chess board ပေါ်မှာဖြစ်နိုင်ခြေတွေကိုသူတို့က reasoning လုပ်တယ်ပေါ့နော် reasoning လုပ်ပြီးတော့မှပြန်ပြီးတော့စီတာပြီးတော့ဒါမှမဟုတ်လဲနှစ်ပေါင်းများစွာသူတို့ရဲ့ chess practice တွေကနေသူတို့ကရတာဆိုတော့ကျွန်တော်ဒီသူတည်တနာအပြင်တွေ့ရတယ် တကယ်တကယ်တော့သူတို့လူတယောက်ချင်းစီရဲ့တကယ် brain power ကသူပြင်ဒီမညံနဲ့ပတ်သက်လာ brain power ကဘယ်သူကပိုတာတယ်ဆိုတာမရှိဘူးဆိုတော့ကျွန်တော်တွေးရတယ်အဲ့ဒါကျွန်တော်ဘာဘာဘာကြောင့်လဲဆိုတော့ ဲ့ဒီကနေပေါ့နော်ကျွန်တော်တို့ဘာလေ့လာသိရှိရလဲဆိုတော့တကယ်တော့ကျွန်တော်တို့အထူးဖြင့်မြန်မာပြည်ရဲ့ပေါ့နော်ကျွန်တော်တို့အာပညာရေး system တွေမှာကျွန်တော်ငငယ်တုန်းကဆိုရင်စာတွေပေါ့နော်အလွတ်ရနိုင်တဲ့လူတွေအလွတ်မြန်တဲ့မြန်မြန်ရနိုင်တဲ့လူတွေအလွတ်ရနိုင်တဲ့လူတွေကိုပို့ပြီးတော့မှမညံကောင်းတယ်လို့ကျွန်တော်တို့ကအာမာယွန်းဆိုတာထင်ခဲ့ကြတယ်ဒါပေမဲ့တကယ်တကယ်ကြတော့အဲ့လိုမျိုးပေါ့နော်ဒီဒီစာတွေပို့ရတယ်လို့တခုခု memorize ပို့လုပ်နိုင်တဲ့လူတွေကပို့ပြီးမညံကောင်းတဲ့လူမဟုတ်ဘဲအဲ့ဒါအခုခေတ်မှာကျတော့ပညာရှင်တွေကဘယ်လိုခေါ်လဲခေါ် chunking လို့ခေါ်ရပြ chunking ဆိုတာကျတော့ဒီတစ်ခုခုပေါ့နော် memorize လုပ်တဲ့ခါမှတ်လိုက်တဲ့ခါကျတော့ဒီတိုင်းပဲ blind ကြီးမတားထားတာမျိုးမဟုတ်ပဲねကိုမမိပြီးသားအရာတစ်ခုနဲ့သွဲစစ်စဉ်းစားတာမျိုးကိုအာ chunking လို့ခေါ်ပါတယ်ဥပမာထားပါတော့ကျွန်တော်ကအာ CIA BIUS ATM ဆိုပြီးတော့ကျွန်တော်ကအာအင်္ဂလိပ် alphabet ပေါ့နော်အင်္ဂလိပ်စကားလုံး 6ခု9ခုလောက်ကိုကျွန်တော်ပြောခိုင်းပြီးတော့မှအာတခြားလူတယောက်ကိုပြန်ပြီးတော့ရွတ်ခိုင်းတာပဲဖြစ်နောက်9မိနစ်10မိနစ်လောက်မှကျွန်တော်ပြန်မေးတယ်ဆိုရင်တို့ကမမိမှာမဟုတ်ဒါပေမဲ့အဲ့ဒါကိုပဲအာပေါ့နော်ဒီမကူမမိထားတဲ့ကိုသိပြီးသားအရာတခုနဲ့သွဲဆက်ပြီးတော့မမိမယ်ဥပမာ FBI CIA ATM US ဆိုပြီးတော့မှအာအော်ဒီဟာတွေ ATM အကြောင်းအလိုမျိုးမှတ်ထားတယ်ဆိုတော့ဒါကလွယ်လွယ်လေးမှတ်လို့ရတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့က chunking လို့ခေါ်ပါတယ်အဲ့ဒီတော့တခုခုကိုအာဒီအထူးဖြစ်ပေါ့နော်ဒီနေ့ခင်မှာ음 skill အသက်တွေเนาะသင်ယူမှုအသက်တွေ lifelong learning လို့ခေါ်တခုခုအမြဲတမ်းလေ့လာသင်ယူနေတဲ့လူအတွက်ဒီလိုမျိုး chunking เนาะ techniques တွေတခုခုကိုဗောနော်ဒီ brain power နဲ့ပြန်ပြီးတော့လေ့လာတဲ့အပိုင်းတွေကိုကျွန်တော်တို့တတ်ထားမယ်ဆိုရင်ပို့ပြီးတော့မှာလေ့လာမှတ်သားရတာကျွန်တော်တို့ပို့ပြီးတော့ခေရောက်မယ်ဆိုတာကိုကျွန်တော်ဒီနေ့နေပြောချင်ပါတယ်